မင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေး NUG သမ္မတနှင့် KNU ဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲရန်သဘောတူညီတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်အာဏာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာနှင့်ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပရိုခွဲထူးဝင်းတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲရန်သဘောတူညီလိုက်ကြောင်းနှစ်ဖက်စလုံးကသတင်းထုတ်ပြန်ပါတယ်။စက်တင်ဘာလ24ရက်နေ့တွင်ထို့သို့တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရေးအင်အားစုများကြား ရခုတက်ပူမိုစီလုံးညို့စွာလက်တွေ့ပြီးမြန်မာနိုင်ငံဆီအာနာရှင်လက်အောက်မှာအပီးတိုင်လွမြောက်ရင်ဆီအာနာရှင်နှင့်အာနာရှင်ဟူသည်။အမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနှင့်လူထုတရားဝါပြောမှုတို့ကိုခေါ်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြရန်ခေါင်းဆောင်နှစ်ဦးသဘောတူခဲ့ကြသည်ဟုသိရှိရပါသည်။ NUG သမရနှင့် KNU ဥက္ကဋ္ဌတို့တွေ့ဆုံမှုအတွင်မျိုးဦးဒေါ်လန်ရေးအ мян ဆုံးအောင်မြင်စေရန်ဒေါ်လန်ရေးအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားပြီးကဏ္ဍများနှင့်ဆက်လင်း၍အကြေတဝတ်ဆွေးနွေးခဲ့ကြသည်ဟုသိရှိရပါသည်။ NUG နှင့် KNU နှစ်ဖွဲ့စလုံးကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစတင်ကြောင်းကြေညာထားပြီးရွေးကောက်ပွဲကြောင်းနိုင်ငံရေးပြဿနာများပုံမှုရှုပ်ထွေးကမြန်မာတိုင်းနိုင်ငံလုံးပြည်ပခါများပုံမှုပြင်းထန်လာနိုင်ကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်တရီပေးထားပါသည်။ အာနာသိန်းစစ်တပ်ကမှရွေးကောက်ပွဲစန့်ကျင်သူမှန်သမျှကိုထိရောက်စွာအရေးယူမည်ဟုကြေညာပြီးအကြံဖတ်အဖွဲ့အဖြစ်ကြေညာခြင်းအမှုဖွင့်ခြင်းများကိုနောက်လျှောက်ဆိုသလိုလှုပ်ဆောင်လာသည်ဆလပီ KNU ဥက္ကဋ္ဌနှင့်ခေါင်းဆောင်များကိုရွေးကောက်ပွဲဥပဒေဖြင့်တရားစွဲအမှုဖွင့်မှုစစ်တပ်ကသွေးယူသွေးဒဏ်ဖြင့်လုံမိလုံရကန်ကြီးကန်ရရှောက်လုံနေခြင်းဖြစ်ပြီးဤသည့်ထိရောက်မှုမှမရှိဟု KNU ပြောခွင့်ရ Professor Tony ပြောရသည့်သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌနှင့်ဗဟိုအလုံးမှုဆောင်အဖွဲ့မှခေါင်းဆောင်များကိုရွေးကောက်ပွဲဥပဒေဖြင့်တရားစွဲအမှုဖွင့်မှုမှစစ်တပ်ကသွေးယူသွေးတံဖြင့်လုံမိလောက်ရာ၊ကင်မိကင်ရာရှောက်လုံနေခြင်းဖြစ်ပြီးဤသည့်ထိရောက်မှုမှမရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိသူလည်းဖြင့်ဗဟိုအလုံးမှုဆောင်လည်းဖြစ်သူ Professor Tony ကသတင်းဌာနကိုပြောဆိုလိုက်ပါတယ်။ KNU ဥက္ကဋ္ဌပရိုဆော့ခွေထုတ်ဝင်ဘဟုအလုံးမှုဆောင်များအပါအဝင်73ဦးကိုဩဂုတ်12ရက်နေ့ရွှေကောက်ပွဲပြပြစီရန်ဟောပြောခြင်းပြောဆိုခြင်းများကြောင့်လှိုင်းပွဲမျိုးမှရဲစခန်းတွင်အမှုဖွင့်ထားပြီးစစ်တပ်ကအမှုဖွင့်သူများတွင် KNU ဥက္ကဋ္ဌပရိုဆော့ခွေထုတ်ဝင်ပရိုဆော့ဆေကေပရိုတာဒိုမူပရိုဆော့တော်တီပွဲပရိုဆော့လာထွန်ဘူဒိုကြီးစောဂျော်နီစောတာမလာတော်ပရိုဆော့လော်အေမူပရိုဆော့အေဂလူစီပရိုဆော့ဒါတာနှင့်ပရိုဆော့ဒေါ်နီ စောစာပလဲဒီဝမ်တို့ပါဝင်ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ KNU ကမှရင်းခဲ့သောစစ်တပ်ကအမှုဖွင့်ခြင်းမှာမည်သည့်ထိရောက်မှုမှမရှိနိုင်ပေစစ်တပ်အနေဖြင့်သွေးယူသွေးတမ်းဖြင့်လုံမီလောက်ရာရှောက်လုနေခြင်းဖြစ်သည်ဟုသုံးသပ်ပြောဆိုပါတယ်။ပထမအဦးဆုံးကျွန်တော်ပြောချင်တာကတော့ဒီလိုမျိုးတရားမဝင်ထုတ်ရောင်ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ထုတ်ပြန်ချက်ဖြစ်တဲ့ဩဂုတ်လ26ရက်နေ့ထုတ်ပြန်ချက်အပေါ်ထုတ်ပြန်လာတဲ့အခါမှာနှစ်ရက်အတွင်းမှာပဲကျွန်တော်တို့ကိုတရားမဝင်အဖွဲ့အစည်းဖြစ်တဲ့အကြံဖက်အဖွဲ့အစည်းဖြစ်တဲ့ အဲ့ဒါနဲ့အာမရပဲအခုကျွန်တော်တို့ဘဟုအလုံးမှုဆောင်တဲမှာရှိတဲ့ခေါင်းဆောင်တွေအလုံးကိုဒီလိုမျိုးတရားစွဲမယ်ဆိုတဲ့ဟာကိုကြီးလိုက်ခြင်းအပြင်အင်မတန်မှပဲနိုင်ငံရေးအရာတော်တော်ကိုချွတ်ချုံကြပြီးတော့ဘလို့မှအာကုစရာမရှိတော့တဲ့အနေထားမှာသူတို့ရောက်သွားတာကိုကျွန်တော်တို့တွေ့မြင်နေရတယ်။သူတို့လုံမိလောက်ရာ၊ကင်မိကင်ရာဘာမှထိရောက်မှုမရှိတဲ့ဟာကိုရှောက်လုံနေတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟု KNU ဘဟုအလုံးမှုဆောင်ပရိုဆော်တော်နီကတုံ့တက်ပြောဆိုပါတယ်။စစ်တပ်အတွက်ရွေးကောက်ပွဲမှာကောက်ရိုးတမြင်ဖြစ်ပြီး အတိန်အဆောင်မခံနိုင်သည့်အနေအထားဖြစ်နေကြောင်းရွေးကောက်ပွဲလုပ်ရန်စစ်တပ်ကတနင်္ဂနွေလုံးထိုးစစ်ဆင်နေတော့လေရေးတိုးသားဖြစ်ပြီးရေရှည်တွင်အလုံးမဖြစ်ကြောင်းစစ်တပ်က KNU ဥက္ကဋ္ဌအပါအဝင်ပြောရေးဆိုခွင့်ရှိသူ၎င်းကိုအမှုပေါင်း30ဖြင့်ဆွဲချက်တင်တရားစွဲထားကြောင်း၎င်းကရှင်းပြပါသည်ဒီရွေးကောက်ပွဲကကောက်ရိုးတမြင်စားလို့ပဲပြောရမလားသူတို့အတွက်ကအတိမ်းဆောင်မခံဘူးဖြစ်နေတယ်။ထိုနည်း၎င်းပဲနိုင်ငံရေးမှာကြွချုံကြတဲ့အပြင်စစ်ရေးမှာလည်းပဲဒီတရားမဝင်ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်တိုင်းပြည်တပြည်လုံးအနေအထားမှာ သူတို့ကတိုင်းပြည်အရှေ့ပိုင်းရောအနောက်ပိုင်းရောမြောက်ပိုင်းတောင်ပိုင်းထိုးစစ်ဆင်နိုင်ဖို့အားခဲ့ပြီးတော့ဥယျာဖိုင်အနဲ့ပြန်ပြီးတော့လုပ်ရတဲ့အနေအထားတစ်ခုတော့တွေ့ရတယ်။ဒါကရှိတို့ပါပဲဖြစ်မှာပါ။ရှေးရှေးမှာဘလို့မှအလုံးမဖြစ်ဘူးဆိုတာကျွန်တော်တို့တရားပြောရတဲ့ကျွန်တော်တို့ဥက္ကဋ္ဌကိုဥတီတရားဆွဲတယ်ဆိုပေမဲ့လို့တကယ်တမ်းမှ2021နောက်ပိုင်းမှာကျွန်တော်ကိုယ်တိုင်ကတော့ပြောခွင့်ရပုံကိုတယောက်ဖြစ်လာတဲ့အခါမှာဒီဟာရီရဲ့အာလုံးစုပြုံတာကပြစ်မှတ်ကကျွန်တော်စီကိုအာလုံးစုပြုံချရောက်နေတဲ့အနေအထားဆိုတာ ဒါလည်းတိတ်တော်မဆန်လာပါဘူးသူတို့ဆွဆွဲချက်တင်ထားတဲ့ဟာကအခုပေါင်း30ထက်မနည်းရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းသိပါတယ်ဟုပရိုဆော်တော်နီကပြောဆိုပါတယ်ဩဂုတ်လ26ရက်နေ့တွင် KNU ကပထမခုနှစ်ချက်ပါဝင်သောစစ်တပ်၏ရွေးကောက်ပွဲကိုစန့်ကျင်သောကြေညာချက်ကိုထုတ်ပြန်ခဲ့ပြီးရင်းကြေညာချက်တွင်အာဏာသိမ်းစစ်တပ်၏ရွေးကောက်ပွဲသည်ဥပဒေအရတရားမဝင်ကြောင်းပြည်သူအလုံးပါဝင်နိုင်သည့်အခြေအနေတွင်မရှိဘဲလူသလိုအဖြစ်ထုတ်နိုင်သည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်တို့ကြောင့် KNU ကလုံးဝလက်မခံကြောင်းကြေညာခဲ့ပါတယ် စစ်တပ်ကပြုလုပ်သောရွေးကောက်ပွဲသည်စစ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှိစေရေးအတွက်သာဖြစ်ပြီးလက်ရှိနိုင်ငံရေးအခြေအတည်းဤအဖြစ်မဟုတ်ကြောင်းရွှေကောက်ပွဲကြောင့်နိုင်ငံတွင်ပြည်ပခါများကိုပုံမပြင်းထန်လာစေရုံသာမကဒေတာတွင်မတည်ငြိမ်မှုကိုပါဆက်လက်ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း KNU ကတရားဝင်ကြေညာခဲ့ပါတယ်စစ်တပ်ကထုတ်ပြန်ကြေညာလိုက်သောရွှေကောက်ပွဲအားစန့်ကျင်သည့်လူထုလှုပ်ရှားမှုများကိုကင်တွယ်ရန် ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းမှုနှင့်နိုင်ငံသားများ၏ပုံကိုဆိုင်ရာလွတ်လပ်မှုနှင့်ပုံကိုဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကိုပြင်ဆင်လိုက်မှုတို့ကြောင့်ပြည်သူများကိုအကြောက်တရားအောက်တွင်ဆန္ဒသဘောထားမပါဘဲပါဝင်ပေးရမည့်အခြေအနေတို့ရောက်ရှိလျက်ရှိကြောင်း KNU ကသတိပေးပါသည် စစ်တပ်ကရွေးကောက်ွယ်ကျင်းပရန်ကြိုးစားခြင်းသည်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင်အထည်ဖော်ရန်မျက်ကွယ်ပြုခြင်းဖြစ်ပြီးစစ်တပ်ကိုအကျိုးပြုမီလူနစ်ပါတီရွေးချယ်ပွဲဖြစ်သည့်အထူးရောင်ရွေးကောက်ွယ်သာဖြစ်ကြောင်းနိုင်ငံရေးပါတီများကအဆိုပါအထူးရောင်ရွေးကောက်ွယ်တွင်ပါဝင်ခြင်းသည်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်သည့်တည်ဆောက်မှုအတွက်အဟံတာဖြစ်စေမည်ဖြစ်ကြောင်း KNU ကထပ်မံတတိပေးပါသည် မြန်မာနိုင်ငံရေးပြည်ပခအဆုံးသတ်နိုင်ရမှရေရှည်တည်တံ့ခိုင်မြဲသောနိုင်ငံရေးအဖြစ်ကိုဦးတည်သောအားလုံးပါဝင်သည့်နိုင်ငံရေးတွဲဆုံမှုမှရရှိသည့်သဘောတူညီမှုဖြင့်ရေဆွဲပြဋ္ဌာန်းအတည်ပြုမည်စစ်မှန်သော Federal Democracy ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသင်းနှင့်အညီကျင်းပသောရွေးကောက်ပွဲတည်တာလျင်နှက်ဆိုင်စွာအမြင့်တွင်နေသောမြန်မာနိုင်ငံ၏နိုင်ငံရေးပြည်ပခများအဆုံးသတ်နိုင်မည်ဟု KNU ကအပြည့်အဝယုံကြည်ခဲ့သည်ဟုဆိုပါသည် ပြည်သူလူထုနှင့်နိုင်ငံရေးပါတီများကစစ်အာဏာရှင်တပ်ဆိုးရှိရေးစစ်တပ်အာဏာသိမ်းမှုတရားဝင်မှုရရှိစေရေးနှင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းသည့်အတုရောင်ရွေးကောက်ပွဲတွင်ပါဝင်ခြင်းဖြင့်အစိပ်ပင်ရေလောင်းသည့်တမိုင်းတရခန့်ဖြစ်သွားနိုင်သည့်အတွက်ညီလန်ပေါင်းစုံဖြင့်ရှောင်ရှားကြရန် KNU ကတိုက်တွန်းခဲ့ပါသည်အနာသိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဖြစ်သည့်စစ်တပ်ကိုအကြိုပြုမည်လူနစ်ပါတီရွေးချယ်ပွဲကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းများကရင်နိုင်ငံရေးအင်အားစုများအပါအဝင်နိုင်ငံရေးပါတီနှင့်ပြည်သူလူထုတရေလုံးကပါဝင်ခြင်းမပြုကြဘဲအကြမ်းမဖက်သောနှိမ့်လန်းများဖြင့်ဆန့်ကျင်သွားကြရန် KNU ကတိုက်တွန်းထုတ်ပြန်ခဲ့ပါသည်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာတွင်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။